ကချင်ပြည်နယ်ဖက်ကမြို့နယ်မိုးဝမ်းရက်ကွက်နေမြေရှိမှာ KNYPDF ပူပေါင်းအဖွဲ့တို့မှဥဆောင်ဖွင့်လှစ်နေတဲ့6កောင်ကျင်ဝိုင်းနဲ့လောင်ကစားမျိုးစုံဖွင့်လှစ်ဆော့ကစားနေခြင်းအားတက်ဆိုင်ရာတာဝန်ရှိသူတွေကအမျက်ဆုံးသားစီပိတ်တိမ်ပေးရန်ဒေသခံတွေကလိုလားနေကြပါတယ်ဖကမြုန်နယ်မော်ဝမ်းရက်ကွက်အတွင်းမှာတရားဝင်ဖွင့်လှစ်နေတဲ့လောင်ကစားရုံတွေကြောင့်ရက်ကွက်အတွင်းရှိကျမရဲမကောင်းတူရဲနဲ့တက်ကြီးရွေဦးများမှာကြေလောင်တဲ့အတန်တွေကြောင့်နေ့စဉ်နှိပါအေးရပြက်စိတ်အနှောက်အယှက်ဖြစ်နေရတယ်လို့မော်ဝမ်းရက်ကွက်နေသူတအုပ်ကပြောပါရယ် လောင်ကစားယုံတွေကိုပိတ်ခိုင်းစေချင်တာအမှန်ပါကျမတို့ရက်ွက်ထဲလာဖွင့်နေတော့ညစုံဘလို့မှမအေးရဘူးအတန်ပေါင်းစုံကြားနေရတယ်ဈေးတန်ဆိုတန်တွေရံဖြစ်နေတာတွေနေ့တိုင်းနှီးပါးကိုဖြစ်နေတာရက်ွက်ထဲကလူတွေကိုလူလူတော်မထင်ကြတော့ဘူးထင်တယ်မြင့်မဲ့ဇရိုက်လူကိုဖြစ်နေတော့တာပဲရက်ွက်ထဲမှာကျမရေမကောင်းတဲ့အိမ်တွေရှိကြတယ် တက်ကြီးရွယ်ဦးတွေဆိုလဲညှက်ဆူအိမ်မရဘူးဖြစ်နေတယ်။လောင်ကစားယုံတွေကတမျိုးနိုင်ငံရေးအခြေအနေကတမျိုးနဲ့ပြည်သူတွေကတော့အကြက်တေးတွေနဲ့ပဲရင်ဆိုင်နေရတယ်လို့အမိမဖော်လူသူဒေတာခန်တူကရှင်းပြပါရယ်။ဖကံမြို့မော်ဝမ်ရက်ကွက်နေမြေရှိမှာဖွင့်လှစ်ထားတဲ့လောင်ကစားယုံများ၆កောင်ကျင်းဝိုင်းတွေနဲ့၆កောင်ခုံများမှာကံရည်မြုပ်နေမှုအဆင်ရှိသူတပန်လတောင်အားတညနေလောင်ကစားယုံတယုံကိုစေသိန်းတန်းနဲ့ KPDF ကောင်းဆောင်စုသူတင်ကိုအားတညကို9သိန်းကျပ်စီအတီတီလိုင်းကျေးပေးဆောင်ရတယ်လို့သိရပါရယ်။ မော်ဝဲရက်ကွက်အတွင်မှာလောင်ကစားယုံပေါင်း20ခုထက်မနည်းရှိနေပြီးအဲ့ဒီလောင်ကစားယုံတွေဟာညနေ4နာရီကနေမနက်4နာရီခွဲအချိန်ထိနေ့စဉ်တရားဝင်ဖွင့်လှစ်နေခြင်းအားရက်ကျေးတာဝန်ရှိသူတွေနဲ့ရက်ရွာအကြီးအကဲများပြင်တွားရောက်တားမြစ်ပိုင်ခွင့်မရှိဘဲပြီးခဲ့တဲ့လပိုင်းအတွင်ကနေစတင်ကယနေ့အချိန်ထိပေါ်ပေါ်ထင်ထင်ဖွင့်လှစ်နေကြတယ်လို့သိရပါတယ်။ဖကန်းမြို့နယ်အတွင်ရှိ KNYBD ရဲ့ထိန်းချုပ်နေမိတွေမှာ၎င်းတို့ကတရားမဝင်လောင်ကစားယုံတွေဖွင့်လှစ်ထားခြင်းနဲ့ ၎င်းတို့ကတရားမဝင်လောင်းကစားရုံတွေဖွင့်လှစ်ထားခြင်းနဲ့တရားမဝင်တရားစာတဒူးပေါ်ခြင်းလုပ်ငန်းတွေကိုလည်းစီးပွားရေးလုပ်ငန်းရှင်ကုမ္ပဏီတွေနဲ့ပူးပေါင်းကအတူတူစီးပွားရှာဖွေခြင်းတွေလုပ်ကင်နေကြတယ်လို့ဒေသခံတွေရဲ့ပြောဆိုမှုအရသိရပါဗျ။